ကျွန်တော်ထင်တာတော့ရုရှားကအခုတကယ်ကို အသေးအံဖြစ်နေပုံရပါတယ်။တရုတ်ဥရောပကုန်တင်ရထားတွေရုရှားကိုဖျက်ဆီးသွားတဲ့ဘေးရာကိုမဆိုသူတို့ကအသေးစိတ်စစ်ဆေးမှုတွေလုပ်နေပါတယ်။ဒါကြောင့်ရုရှားကတကယ်ကိုယူသွတ်သွားပြီလို့ကျွန်တော်ထင်မိပါတယ်။သူတို့ကဒီပစ္စည်းတွေအားလုံးကိုသိမ်းယူခြင်းနဲ့ဆိုရင်ညက်ပတ်တဲ့နီလန်းတွေတုံးမဲ့အစားပုံပွင့်လင်းလင်းပြောလိုက်တင်ပါတယ်။ကဲဒီအကြောင်းအရာလေးကိုစိတ်ဝင်စားရင်ကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ပြီးပါအောင်ခင်ဗျာ။ အစစ်ဆေးကျန်းလာတဲ့ရုရှားတွေမကြသေးခင်ကတရုတ်နိုင်ငံမီးယထာအုပ်စုရဲ့အချက်လက်တွေအရရုရှားအနာပိုင်းတွေရဲ့စစ်ဆေးမှုတွေတိုးမြင့်လာတာကြောင့်တရုတ်ဥရောပကုန်တင်ယထာပြေးဆွဲမှုဟာ၃လဆက်တိုက်ကျဆင်းနေတာကိုတွေ့ရပါတယ်။မတ်လမှာတရုတ်ဥရောပယထာစီးရဟာအဝင်ရောအထွက်ပါစုစုပေါင်း1592စီးရှိခဲ့ပြီးဒါဟာပြီးခဲ့တဲ့နှစ်ကထက်1.3ခိုင်နှုန်းကျော့နေသွားတာဖြစ်ပါတယ်။ ကုန်သစ်တာတင်ပို့မှုကလည်း9ရာခိုင်နှုန်းကျဆင်းပြီး36,480 TEUSD ရောက်ရှိခဲ့ပါတယ်။ဒီနှစ်ရဲ့ပထမ3လပတ်အတွက်ယထာအစီရေစုစုပေါင်း4250စီးရှိခဲ့ပြီး2024ခုနှစ်ရဲ့အလားတူကာလနဲ့နှိုင်းယှဉ်ရင်6.4ရာခိုင်နှုန်းလျော့နေခဲ့ပါတယ်။ကုန်သစ်တာပမာဏကလည်း9.8ရာခိုင်နှုန်းကျဆင်းပြီး34,580 TEUSD ရှိခဲ့ပါတယ်။ Taiwan News ရဲ့အဆိုအရ စူဆောင်မြို့မှာရှိတဲ့ဥရောပတရုတ်ကုန်တယ်ရထားတွေကိုအဓိကထားလုပ်ကိုင်နေတဲ့ OAL International Freight Forwarding ရဲ့အထွေထွေမန်နေဂျာရန်ဂျေးကသူတို့ကုမ္ပဏီရဲ့ကုန်ပစ္စည်းပမာဏဟာပြီးခဲ့တဲ့နှစ်ရဲ့ဇတုထ3လပတ်မှာစတင်ကျဆင်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီနှစ်ရဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာကုန်ပစ္စည်းပြက်လက်မှုကပိုပြီးတည်တာလာပြီးပေယူပို့ဆောင်ကနှုံးထတွေပေါ်ဖိအားတွေပိုများလာခဲ့ပါတယ်။အရှေ့တရုတ်ကနေမော်စကိုကိုကုန်တင်ကနှုံးထတွေဟာ 2024ခုနှစ်အောက်တိုဘာလမှာပေ40ကွန်တိန်နာတစ်လုံးကိုဒေါ်လာ6000ကနေဖေဖော်ဝါရီလနဲ့မတ်လတွေမှာဒေါ်လာ4500ဝန်းကျင်ထိတိတိတသားကျဆင်းသွားခဲ့ပါတယ်။အစိုးရခန်းသားရာတရုတ်ဥရောပယထားတွေအလုံးစုံကျဆင်းရတဲ့အဓိကအကြောင်းရင်းကတော့ပြည်ပကိုတင်ဖို့တဲ့ကုန်ပစ္စည်းတွေတိတိတသားယုံနေသွားတာကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရန်ဂျေကကုန်ပစ္စည်းပမာဏဟာပြီးခဲ့တဲ့အောက်တိုဘာလကစပြီးအကြောင်းမျိုးမျိုးကြောင့်ကျဆင်းခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ အဲ့ဒါတွေကတော့တရုတ်ကားတွေကိုရုရှားကဝယ်ယူမှုရော့ကြသွားတာဥရောပကိုသွားမဲ့ကုန်ပစ္စည်းတွေကိုရုရှားကသိမ်းယူတာရုရှားရဲ့ဝယ်ယူနိုင်စမ်းလျော့နှဲသွားတာနဲ့ရူဘယ်ငွေလဲနှုန်းအပြောင်းအလဲတွေပါဝင်တယ်လို့ဆိုပါတယ်2024ခုနှစ်အောက်တိုဘာလနှောင်းပိုင်းကစပြီးရုရှားဟာတရုတ်ဥရောပကုန်တင်ရထားတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့တာကြောင့်ကွန်တိန်နာထောက်ပေါင်းများစွာသိမ်းဆည်းခံခဲ့ရပြီးပြင်းထန်တဲ့ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဟူနန်ပြည်နယ်မှာရှိတဲ့ Bondex Logistics ရဲ့အထွေထွေမန်နေဂျာ Long San ကကျွန်တော်တို့ရဲ့ဖောက်တဲ့တူဟာ Christmas အတွက်ဂျာကင်အင်ဂျီတွေတင်ပို့ခဲ့ပါတယ်။အခုဆိုရင်အားလက်ရတောင်ကြာခဲ့ပါပြီ။ဒါပေမဲ့ကုန်ပစ္စည်းတွေကတော့အခုထိတင်းစည်းခံထားရတော့ပါပဲလို့ပြောကြားခဲ့ပါတယ်။ Leo ကသူ့ကုမ္ပဏီပိုင်းကွန်တိန်နာအလုံး80ထိခိုက်ခံခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။လုပ်ငန်းအတွင်းကလူတွေပြောတာကတော့အခုကုန်ပစ္စည်းပိုင်ရှင်တချို့ဟာတရုတ်ဥရောပယထားတွေကိုရှောင်နေကြတယ်တဲ့။ တရုတ်နှစ်တကူမတိုင်ခင်ပုံမှန်နှေးကွေးတဲ့ကာလနဲ့ဓာရီကိုပေါင်းလိုက်တော့ယထာပမာဏတိုးတက်မှုမရှိဘဲအနှုတ်လက္ခဏာပြသွားပြီးအလက်ရှန်ကိုလိုနယ်စပ်ဂိတ်တွေမှာမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ရုရှားဆိုရဟာ2024ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အမိစာမှတ်1384အရာဒီစစ်ဆေးမှုတွေကိုစတင်ခဲ့တာပါ။ဒီအမိန့်စာဟာ2022ခုနှစ်မတ်လကထုတ်ပြန်ခဲ့တဲ့အမိန့်စာအမှတ်313ကိုတိုးချဲ့ထားတာဖြစ်ပြီး စစ်ဘက်နဲ့ရပ်ဘက်နှမျိုးသုံးကုန်ပစ္စည်းတွေကိုပိတ်မှတ်ထားတဲ့တားမြစ်ကုန်ပစ္စည်းစင်းရဲတွေကိုစက်ပစ္စည်းတွေ electronic ပစ္စည်းတွေနဲ့စိတ်ဝတ်တစားတွေကိုထပ်ပေါင်းထည့်ထားတာဖြစ်ပါတယ်။တရုတ်ရုရှားစီးပွားရေးဆက်ဆံရေးမျှော်လင့်ချက်ညွန်နေလာကြောင်းတတိပေးချက်များတရုတ်ယောပကုန်တွေယထာကုန်ပစ္စည်းတွေကိုရုရှားကသိမ်းယူတာနဲ့တရုတ်ပစ္စည်းတွေတင်သွင်းမှုလျှော့ချတာတွေဟာအမေရိကန်နဲ့ကုန်သွယ်ရေးတင်းမာမှုတွေဖြစ်နေချိန်မှာတရုတ်အတွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ ဧပြီလ20ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ရုရှားအကောက်ခွန်အချက်အလက်တွေအရ2025ခုနှစ်ရဲ့ပထမ3လပတ်မှာတရုတ်ကနေရုရှားကိုတင်သွင်းမှုဟာအမေရိကန်ဒေါ်လာ22.8ဘီလီယံရှိခဲ့ပြီးဒါကပြီးခဲ့တဲ့နှစ်ရဲ့အလားတူကာလထက်6.9ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပါတယ်။ဖေဖော်ဝါရီလမှာတင်သွင်းမှုဟာအမေရိကန်ဒေါ်လာ5.8ဘီလီယံသာရှိခဲ့ပြီး2022ခုနှစ်ဇွန်လနောက်ပိုင်းအနှိမ့်ဆုံးဖြစ်ပါတယ်။ မက်ရှလာမှာတိတက်သမ900ခန်းလုံးအနည်းငယ်တိုးတက်မှုရှိခဲ့ပေမဲ့စုစုပေါင်းဟာအမေရိကန်ဒေါ်လာ9.8ဘီလီယံအောက်မှာရှိနေတော့မှာပဲရုရှားဗဟိုဘဏ်ရဲ့အဆိုအရဖေဗူလာမှာစားသုံးသူတွေရဲ့လှုပ်ရှားမှုအလုံးစုံတိုးချဲ့နေပေမဲ့လက်လီရောင်းချမှုတိုးတက်နှုန်းဟာနှစ်တသမ200ခန်းလုံးအထိနှိမ့်ကွေးသွားခဲ့ပြီးဝယ်ဆောင်မှုကဏ္ဍရဲ့အားပေးမှုကြောင့်အဓိကဖြစ်ကတရုတ်ကတင်သွင်းတဲ့ပစ္စည်းတွေရဲ့ဝယ်လိုအားကတော့အားနေသွားခဲ့ပါတယ် ရုရှားဗဟိုဘဏ်ကမက်ရှလအစီရင်ခံစာမှာခရီးသည်တင်ကားတွေအိမ်သုံးပစ္စည်းတွေနဲ့အီလက်ထရောနစ်ပစ္စည်းတွေအပါအဝင်ဈေးကြီးတဲ့စားသောက်ကုန်မဟုတ်တဲ့ပစ္စည်းတွေကိုဝယ်ယူဖို့လူထုရဲ့စိတ်ဝင်စားမှုဟာတိတိတသားယွံနေသွားတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ရိုက်တာနဲ့အင်တာဗျူးခဲ့တဲ့လေလာသုံးသက်သူ၃ဦးကရုရှားရဲ့စီးပွားရေးနှိမ့်ကွေလာတာနဲ့တရုတ်ပစ္စည်းတွေနဲ့ဈေးကွက်ပြင်းထန်နေတာတွေကဝယ်လိုအားယွံနေသွားရတဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ရုရှားရဲ့စီးပွားရေးအသွင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့အကြီးအကဲ Voltage Ocean ကဒီကြဆင်းမှုဟာမော်တော်ကားကဏ္ဍမှာ အထူးသိတာတယ်လို့ထောက်ပြခဲ့ပါတယ်။ရုရှားဟာနှစ်နှစ်ဆက်တိုက်တရုတ်ကားတွေအတွက်အကြီးဆုံးပြပဈေးကွက်ဖြစ်ဆက်လက်တည်ရှိခဲ့ပေမဲ့2023ခုနှစ်မှာ459ရာခိုင်နှုန်းတိုးတက်ခဲ့ရာကနေပြီးခဲ့တဲ့နှစ်မှာ28ရာခိုင်နှုန်းသာတိုးတက်ခဲ့တာကြောင့်တိုးတက်မှုနှုန်းဟာတိတိတသားနှေးကွေးသွားခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာရုရှားကိုတရုတ်ကားတင်ပို့မှုဟာ 1.2တသမ2တန်းအထိရှိခဲ့ပြီးတရုတ်ရဲ့ကားတင်မှုမှုစုစုပေါင်းရဲ့78ရာခိုင်နှုန်းကျော်ကိုကိုးစားပြုပါရယ်။အိုနီရှန်ကိုကကားတင်သွင်းမှုနှေးကွေ့ရတာဟာအနောက်နိုင်ငံကားထုတ်လုပ်သူတွေရုရှားစျေးကွက်ကိုပြန်ပြန်လည်ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ခံမှန်းချက်တွေနဲ့ရုရှားဝင်ငွေတိုးတက်မှုနှေးကွေ့တာတွေနဲ့ဆက်ဆက်နိုင်တယ်လို့ရှင်းပြခဲ့ပါရယ်။အနောက်မှတ်တိုက်စိတ်တွေပြန်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေကြောင့်စားသုံးသူတွေရဲ့တရုတ်အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုဝယ်ယူလိုစိတ်ညွန်နေသွားနိုင်တယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ရုရှားမော်တော်ကားအယောင်ကိုယ်စားလှယ်များအသင်းဥက္ကဋ္ဌ Alex Bolan ကပြီးခဲ့တဲ့နှစ်နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေကစပြီးလေးလံတဲ့ဆက်ကရီယာတွေဖြစ်တဲ့ Crane တွေနဲ့တူဖော်ဇက်တွေတင်သွင်းမှုဟာအကြီးအကျယ်ကြာဆင်းသွဲသွားခဲ့တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ Financial Times က Match La 10ရက်နှစ်မှာ Rodium Crew ရဲ့မော်တော်ကားလေးလာသုံးသက်သူ Grigor Sabistain ကိုကိုးကားပြီး တရုတ်ရဲ့ဈေးပေါ်တဲ့ကားတွေဈေးကွက်ကိုလွှမ်းမိုးပြီးပြည်ရင်းထုတ်လုပ်မှုကို ထိခိုက်မှာကိုတခြားနိုင်ငံတွေလိုပဲရုရှားကလည်းစိုးရိမ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။သူကတရုတ်ကားတွေပြည်ရင်းမှာထုတ်လုပ်မှုတိုးလာစေခြင်းနဲ့ခဏတဖြုတ်တော့သူတို့မှာတခြားရွေးချယ်စရာမရှိဘူးလို့ခံစားခဲ့ရပေမဲ့အခုတော့သူတို့မှာညှိနှိုင်းနိုင်တဲ့အင်အားရှိတယ်ဆိုတာသိလာကြတယ်လို့ပြောကြားခဲ့ပါတယ်။ Sherry ဟာရုရှားမှာအကြီးဆုံးတရုတ်ကားထုတ်လုပ်တဲ့အစိုးရပိုင်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ China Passenger Car Association ရဲ့အချက်အလက်တွေအရ Sherry ဟာ2024ခုနှစ်ရဲ့ပထမသုံးလပတ်မှာရုရှားမှာ ကားစီးရေ၄သိန်း၃၀၀ရောင်းချခဲ့ရပြီးဒါဟာသူ့ရဲ့စုစုပေါင်းရောင်းအားရဲ့28ရာခိုင်နှုန်းရှိပါတယ်။ကာနီဂိုင်းရုရှား Eurasia Center ရဲ့ Director Alexander Karpov ကရုရှားမှာဝယ်လူအားယွန်းနေလာတာဟာနိုင်ငံရဲ့စည်ရေးအသုံးစရိတ်မြင့်တက်လာတဲ့စီးပွားရေးရဲ့နောက်ဆက်တွဲရလဒ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ါပေမဲ့တရုတ်ကုမ္ပဏီတွေဟာအမျက်အစွန်း short ချတာဒါမှမဟုတ် short ဈေးတွေပေးတာတွေလုပ်ပြီးဈေးကွက်ဝေစုကိုတိုးချဲ့နိုင်ပါတယ်။တရုတ်နဲ့ရုရှားဟာစီးပွားရေးဆက်ဆံမှုတွေကို short ချခဲ့ုံသာမက နိုင်ငံရေးအရာလဲအကွာဝေးပိုလာပိုဝေးလာခဲ့ပါတယ်။အထူးသဖြင့်ရုရှား Ukraine စစ်ပွဲနဲ့ပတ်သက်ပြီး American ရဲ့ပါဝင်ပတ်သက်မှုကြောင့်တရုတ်ဟာဘေးဖယ်ခံခဲ့ရပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာတရုတ်ကွန်မြူနတီပါတီအထွေထွေအတွင်းရင်းမှုရှီကျင့်ဖြစ်တဲ့မိတ်ဝက် ဆွေဝက်ဆက်ဆံရေးကိုလူသိရှင်ကြားထိမ့်သိမ်းထားပေမဲ့သူ့ရဲ့အာရုံဆိုင်မှုဟာတရုတ်ပေါ်မှာမရှိတော့ပါဘူးအမေရိကန်နဲ့နီးကပ်ဖို့ကြိုးစားလာတဲ့ပူတင်ပူတင်ဟာအမေရိကန်နဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင်လှုံ့ဆော်နေပါတယ်ဖေဗူအရီလ24ရက်နေ့မှာ သူကရှားပါတထုတွေစစ်ရေးအသုံးတရိပ်လျှော့ချရင်းနဲ့အမေရိကန်ရုရှားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအမြင်တွေကိုမျှဝေခဲ့ပြီးရှားပါတထုတွေအလူမီနီယံနဲ့စွမ်းအင်လိုမျိုးကဏ္ဍတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တယ်လို့အကြံပြုခဲ့ပါတယ်။ပူတင်ဟာအမေရိကန်သမ္မတထရမ့်နဲ့လည်းအပြန်အလှန်ဆက်သွယ်ခဲ့ပြီးနှစ်နိုင်ငံကလုပ်ငန်းရှင်တွေဟာစီးပွားရေးစီမံကိန်းတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ဆက်သွယ်နေတယ်လို့ပြောကြားခဲ့ပါတယ်။စည်ရေးအုံစိတ်ကိုတဝက်လျှော့ချဖို့ထရမ့်ရဲ့အရင်အဆိုပြုချက်ကိုလည်းသူကအပြုတ်သဘောတုံ့ပြန်ခဲ့ပါတယ်။တရုတ်ကအရင်ကရှားပါတပ်ထုတွေကိုအမေရိကန်နဲ့ညှိနှိုင်းရမှာအသာစီးရဖို့အတွက်လက်နက်တစ်ခုအဖြစ်သုံးဖို့မျှော်လင့်ခဲ့ပေမဲ့ ူတင်ရဲ့လုပ်ရက်တွေကရှီကျင်းဖျင်ရဲ့ရည်တည်ချက်ကိုထိုးနှက်ဖို့ရည်ရွယ်ပုံရပါတယ်။ပူတင်လုပ်ခဲ့တဲ့ဒုတိယချက်ကတော့အီရန်ရေးမှာအမေရိကန်ကိုကူညီခဲ့တာဖြစ်ပြီးနျူကလ িয়ার ဆွေးနွေးပွဲတွေမှာဂျာဝင်ညှိနှိုင်းပေးဖို့နဲ့အကူအညီပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ဝေဖန်သုံးသက်သူချင်ပေါင်ကဒါဟာပူတင်ဟာတရုတ်ရဲ့လက်အောက်ခံဒါမှမဟုတ်တရုတ်ကွန်မြူနတီပါတီရဲ့ရေးရှိအကူအညီပေါ်မိခိုလိုသိမ့်မရှိဘူးဆိုတာကိုပြသနေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ထရမ့်ရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရုတ်သိမ်းပေးပြီး ရုရှားရဲ့အင်အားကြီးနိုင်ငံဖြစ်အဆင့်တန်းကိုပြန်လည်ရရှိစေမယ့်အခြေအနေမျိုးပူတင်ကဖန်တီးလှုံ့ဆော်နေပါတယ်။ထရမ့်ရဲ့ရုရှားယူကရိန်းငြိမ်းချမ်းရေးကြိုးပမ်းမှုဧပြီလ20ရက်နေ့မှာထရမ့်ကရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစလုံးအတွက်ဆွဲဆောင်မှုရှိတဲ့ကမ်းလှမ်းချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။သူကမျှော်လင့်တာကတော့ရုရှားနဲ့ယူကရိန်းဟာဒီအပတ်ထဲမှာသဘောတူညီချက်တစ်ခုရရှိလိမ့်မယ်လို့ပါ။ နှစ်နိုင်ငံစလုံးဟာဖွံ့ဖြိုးတိုးတက်နေတဲ့အမေရိကန်ပြည်ထောင်စုနဲ့ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေကိုစတင်လုပ်ကိုင်ပြီးအမြတ်ဆုံးတွေအများကြီးရရှိလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ The Wall Street Journal ကအမေရိကန်ကနှစ်ဖက်စလုံးရဲ့လိုအပ်ချက်တွေကိုမျှတစေပေမဲ့အပြစ်ခတ်ရစရေးအခြေအနေကိုအဆိုပြုထားကြောင်းဖော်ထုတ်ခဲ့ပါတယ်။အဲ့ဒီအထက်မှာဆိုရင်အမေရိကန်ကခရိုင်းမီးယားကိုရုရှားရဲ့အစိပ်ပိုင်းဖြစ်အတိမတ်ပြုဝေမယ်။ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ဝင်ခွင့်မပြုဘူး။ အရှေ့ပိုင်းကဒေသလေးခုပေါ်ရုရှားရဲ့ထိန်းချုပ်မှုကိုအတိအမှန်မပြုဘူး။ယူကရိန်းရဲ့စစ်ရေးအင်အားကိုကန့်တတ်မှာမဟုတ်တလို့အနောက်နိုင်ငံတွေကစစ်ရေးအကူအညီပေးတာဒါမှမဟုတ်ဥရောပတပ်ဖွဲ့တွေကိုအဲ့ဒီမှာဖြန့်ကျက်တာကိုတားဆီးမှာမဟုတ်ဘူးလို့ပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲ American သမ္မတ Trump နဲ့နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့ဟာနှစ်ဖက်စလုံးကို လူသိရှင်ကြားဖိအားပေးခဲ့ကြပါတယ်။ဧပြီလ18ရက်နေ့မှာ Trump ကတိကျတဲ့တိုးတက်မှုမရှိရင် အမေရိကန်ဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေနှုတ်ထွက်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့ဧပြီလ22ရက်နေ့မှာသူ့ရဲ့လေတန်းဟာပိုပြီးအကောင်းမြင်လာပြီးလာမယ့်3ရက်တွင်အသေးစိတ်အချက်အလက်တွေအပြည့်စုံထုတ်ပြန်မယ်။အပြည့်ခက်ရစရေးသဘောတူညီချက်ဟာဒီတစ်ပတ်အတွင်းဖြစ်နိုင်ခြေအလွန်များတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတွေအရဧပြီလ22ရက်နေ့မှာပူတင်ကလူသိရှင်ကြားပြောကြားခဲ့တာကငါတို့ကဒီအကြောင်းကိုအမြဲတမ်းပြောခဲ့ပြီးပြီ။ ငါတို့မှာဘလို့ငိမ့်ငိမ့်ရေးအစပြုမှုအပေါ်မှာဆိုအပြုသဘောထားရှိတယ်။ကိယက်အစိုးရရဲ့ကိုယ်တော်လှယ်တွေကိုလည်းဒီလိုပဲခံစားရလိမ့်မယ်လို့မျှော်လင့်တယ်လို့ဆိုပါရယ်။ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကနောက်ပိုင်းမှာပူတင်ရဲ့မှတ်ချက်တွေဟာစစ်ပွဲကိုငြိမ်းချမ်းစွာဖြေရှင်းမှုအတွက်ယူကရိန်းကိုယ်စားလှယ်တွေနဲ့ဓာတ်ရိုက်ဆွေးနွေးဖို့သူ့ရဲ့ဆန္ဒကိုဖော်ပြနေတယ်လို့ရှင်းပြခဲ့ပါရယ်။ Peskov ကသမ္မတကအရက်သားအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့ဆွေးနွေးဖို့လိုအပ်တယ်လို့ပြောတဲ့အခါ နှစ်နိုင်ငံဆက်ဆံရေးတွေအပါအဝင်ယူကရိန်းဘက်နဲ့ဓာတ်ရိုက်ဆွေးနွေးတာကိုဆိုလိုတာပါလို့ပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကကီယက်ဖ်ဟာအရတားပြစ်မှတ်တွေကိုတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့အပြစ်ခတ်ရစရေးသဘောတူညီချက်ကိုအဆိုပြုခဲ့ပြီးအခုရုရှားဘက်ကတိကျတဲ့တုံ့ပြန်မှုကိုစောင့်ဆိုင်းနေတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ထရမ့်ကဘိုင်ဒန်ရဲ့မူဝါဒတွေဟာတရုတ်နဲ့ရုရှားကိုပိုပြီးနှိကက်သွားအောင်တွန်းပို့နေတယ်လို့ဝေဖန်ခဲ့ပြီးအမေရိကန်နိုင်ငံရေးမှာလူအများပြားဟာ ဒီမဟာမိတ်ဟာအမေရိကန်အတွက်ပိုကြီးတဲ့ချင်းချောင်မှုတစ်ခုဖြစ်လာမှာကိုစိုးရိမ်နေကြပါဗျ။ဒါ့ပြင်ထရမ့်ကတော့ရုရှားယူကရိန်းအပြစ်ခတ်ရစဲရေးကိုတရုတ်နဲ့ရုရှားကြားမှာတက်ရှူထိုးဖို့ခြေလှမ်းတစ်ခုအဖြစ်မြင်ပြီးအမေရိကန်ရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုတရုတ်အပေါ်မှာအာရုံစိုက်နိုင်အောင်လှုံ့ဆော်ဖို့ကြီးရွယ်ထားပါဗျ။တရုတ်နဲ့ရုရှားမဟာမိတ်ဆက်ဆံရေးဘော်ထရမ့်ရဲ့ညွှန်မှန်းချက်ဝေဘန်သုံးသက်သူရန်ဝေကစစ်အေးခေတ်တွင် အမေရိကန်ဟာဆိုဗီယက်ယူနီယံကိုတိုက်ခိုက်ရမှာ ကွန်မြူနစ်အင်အားစုကိုခွဲထုတ်ဖို့တရုတ်ကိုအောင်မြင်စွာအသုံးချခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အခုတရုတ်ဟာအမေရိကန်တို့အကြီးမားဆုံးချိန်ချောက်မှုဖြစ်လာတဲ့အခါဝါရှင်တန်ဟာတရုတ်ရုရှားမဟာမိတ်ကိုအားနည်းသွားအောင်ရုရှားယူကရိန်းအခြေအနေကိုအသုံးချရမယ်လို့ဆိုပါတယ်။မော်စကိုဟာစစ်ပွဲကိုဆက်လက်ဆင်နွှဲဖို့ရည်ရွယ်ထားတယ်ဆိုရင်တရုတ်ရဲ့အဆက်မပြတ်ထောက်ခံမှုကိုလိုအပ်ပါလိမ့်မယ်။ဒါပေမဲ့စစ်ပွဲသာဆုံးသက်သွားခဲ့ရင်ပေကျင်းအပေါ်ရုရှားရဲ့မိခုံမှုဟာတိတိတသားညှော်နေသွားပါလိမ့်မယ်။ ထရမ့်သာရုရှားယူကရိန်းပဋိပက္ခကိုအဆုံးသတ်နိုင်ခဲ့ရင်တရုတ်ရဲ့မဟာဗျူဟာဟာကြာရှုံးပါလိမ့်မယ်။တရုတ်ကိုအနိုင်ရမယ့်ဗျူဟာတစ်ခုမှာစစ်ပွဲကိုအဆုံးသတ်ပြီးတရုတ်နဲ့ရုရှားကို ခွဲထုတ်တာဟာပေချာပေါက်ပါဝင်ပါလိမ့်မယ်။စေခေတွင်တရုတ်ဟာဆိုဗီယက်ယူနီယံနဲ့ကွန်မြူနစ်အင်အားစုကိုတစ်ဆာဖောက်ပြီးအမေရိကန်ဘက်ကိုလှည့်ခဲ့ပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံတည်ထောင်ပြီးနောက်ဆိုဗီယက်ယူနီယံကတရုတ်ကိုအများပြားကူညီခဲ့ပေမဲ့ အာနာရှင်စနစ်နှစ်ခုဟာနောက်ဆုံးမှာတယောက်ကိုတယောက်ဆန့်ကျင်ခဲ့ကြပါဗျ။ရှင်တန်ရတ္တိရေးအတွက်ကြောက်ရွံ့နေတဲ့တရုတ်ဟာမဟာမိတ်တွေကို ပြောင်းလဲပြီးအမေရိကန်နဲ့ပူးပေါင်းခဲ့ပါဗျ။တိန်ဆောင်ဖိန်အာနာရလာပြီးနောက်သူဟာအမေရိကန်ကိုတစ္ဆာရှိတောင်းတတ်သိပြဖို့ဗီယက်နမ်နဲ့စစ်ပွဲတောင်ဆင်နွှဲခဲ့ပါသေးတယ်။ရုရှားဟာတရုတ်ရဲ့တစ္ဆာဖောက်မှုကိုမမေ့သေးတဲ့အတွက်တရုတ်ကိုယုံကြည်ရတဲ့မဟာမိတ်ဖြစ်သဘောထားမှာမဟုတ်ပါဘူး။ ်ပူတင်ဟာဘေကျင်းနဲ့ပူးပေါင်းမှာမဟုတ်ဘူးလို့မကြာခဏထုတ်ဖော်ပြောကြားခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီခေါင်းဆောင်ဟောင်းချန်စီမင်းဟာရုရှားကိုစတူယန်ကီလိုမီတာတပေါင်းတပန်းကျော်တဲ့မြေတွေကိုရောင်းချခဲ့တာဟာမော်စကိုအတွက်အကျိုးအမြတ်ရရှိစေခဲ့ပေမဲ့တရုတ်ဘောပို့ပြီးတတိထားလာစေခဲ့ပါတယ်။ဒီသမိုင်းကြောင်းကြောင့်ရုရှားဟာတရုတ်ကိုတန်တရားဝင်နေပြီးတရုတ်ဟာသူ့ရဲ့မြေနဲ့လူတွေကိုရောင်းစားနိုင်ရင်ဘသူ့ကိုမဆိုသစ္စာဖောက်နိုင်တယ်လို့ယုံကြည်နေပါတယ်။ ပူတင်ဟာစည်ရင်းအင်အားအလှည့်မြန်တိုးချဲ့နေတဲ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာဖို့ရည်ရွယ်နေတဲ့တရုတ်ဟာအမေရိကန်ရဲ့တကယ်ရန်သူ ဖြစ်တယ်လို့ဟိုးရင်ကလေးကအရေးအဝတ်ပြောကြားခဲ့ပါတယ်။မော်စကိုဟာထရမ့်ကတရုတ်ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေပြီးရုရှားအနေနဲ့ဘေကျင်းနဲ့ဝေးဝေးနေဖို့မျှော်လင့်နေတယ်ဆိုတာကိုသိထားပုံရပါတယ်။ရုရှားယူကရိန်းစစ်ပွဲကနေဂုံတိုက်ခါရှိရှိရုံးထွက်နိုင်သူရဲ့မော်စကိုအတွက်အများကြီးထိခိုက်မှာမဟုတ်ပါဘူး။ မော်စကိုဟာဘေကျင်းကိုဆွတ်လွပြီးထရမ့်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးလုပ်နိုင်ပါတယ်။ထရမ့်မြင်ကျင်းတာကဘေကျင်းနဲ့မော်စကိုတို့တယောက်ကိုတယောက်တစ်ဆာဖောက်တာဖြစ်နိုင်ပါတယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲနဲ့အတူကမ္ဘာရပ်တည်ချက်ပြောင်းလဲခြင်း American တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံမူပြင်းထန်လာတာနဲ့မျှကမ္ဘာကြီးဟာဘယ်ဘက်ကိုရပ်တည်ရမလဲဆိုတာရှင်းရှင်းလင်းလင်းရွေးချယ်နေကြပါဗူတင်ကအခြေအနေတွေဘယ်ကိုဥတည်နေတယ်ဆိုတာကိုသဘောပေါက်ပုံရပြီး ်ယူကရိန်းတော်မှာဒီအပြောင်းလဲကိုအတိအမှတ်ပြုလာပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့မကြသေးခင်ကလှုံ့ဆော်ချက်တွေအရထရန့်ရဲ့အပြစ်ခတ်ရစဲရေးပေါ်အာယုံဆိုင်မှုဟာတရုတ်ကိုပြစ်မှတ်ထားတဲ့ပုံမိုကျယ်ပြန့်တဲ့ဂျိုးပက်မှုရဲ့တစိမ့်တစ်ပိုင်းဖြစ်ကြောင်းသူနားလည်ထားတယ်ဆိုတာကိုပြသနေပါတယ်။ဒါကြောင့်ဇယ်လန်စကီးဟာဘယ်တစ်ဖက်ကိုရွေးချယ်လိုက်ပြီးတရုတ်ကိုပြင်းပြင်းထန်ထန်ဝေဖန်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ဥပမာအဖြစ်သူဟာမကြသေးခင်ကအင်တာဗျူးအများပြားမှာ တရုတ်ဟာရုရှားရဲ့စစ်ပတ်ဆက်မှုစုံကိုထောက်ပံ့ပေးုံသာမကတတိယနိုင်ငံတွေကနေတဆင့်ရုရှားကိုနှမျိုးသုံးနည်းပညာတွေနဲ့ပံ့ပိုးပေးနေတယ်ဆိုတာကိုဖော်ထုတ်ပြောကြားခဲ့ပါတယ်။ဒါဟာငြိမ်းချမ်းရေးအတွက်ဂျာဝင်နှိမ့်နိုင်ပေးမယ်လို့တရုတ်ရဲ့အရင်က ပြောကြားချက်တွေနဲ့ဆန့်ကျင်နေပြီးကမ္ဘာငြိမ်းချမ်းရေးကိုတစ္ဆာဖောက်တဲ့တသက်အဖြစ်တည်ရှိနေပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဒီဆွဆွဲချက်တွေကိုတုံ့ပြန်တဲ့အနေနဲ့အခြေအမြစ်မရှိနိုင်ငံရေးအရလက်ကွက်စင်တာလို့ညင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့အရေးပါတဲ့အခိုက်အတန့်မှာရုရှားစိုးရပိုင်း Sputnik သတင်းဌာနကအလင်းမြန်ဝင်ရောက်လာပြီးတရုတ်ဟာရုရှားကိုအမျိုးမျိုးသော electronic စက်မှုထုတ်ကုန်တွေပံ့ပိုးပေးနေတာနဲ့နှစ်နိုင်ငံကြားမဟာဗျူဟာမြောက်အပြန်အလှန်ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုထောက်ပံ့ပေးနေတာကိုချီးကျူးခဲ့ပါတယ်အခုချိန်မှာရုရှားဟာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဖို့ကြိုးပမ်းနေပါတယ်အပြစ်ခတ်ရစရေးသဘောတူညီချက်ရရှိခဲ့မယ်ဆိုရင်အခြေအနေကိုယာယီအဖြစ်ဖြေရှင်းနိုင်ပြီးဘေကျင်းရဲ့နောက်ထပ်လှည့်ကွက်စင်တာ ဒါမှမဟုတ်တစ္ဆာဖောက်တာတွေကိုတားဆီးနိုင်ပါလိမ့်မယ်။မော်စကိုဟာတရုတ်နဲ့ဝေးဝေးနေနိုင်မယ်ဆိုရင်အမေရိကန်နဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့အခွင့်အရေးရနိုင်ပြီးပိတ်ဆို့ရေးယူမှုတချို့ကိုရုတ်သိမ်းပေးနိုင်တဲ့အလားအလာလည်းရှိပါတယ်။ရုရှားကယူကရိန်းစီကသိမ်းယူထားတဲ့တန်မိုးကြီးတဲ့မြေတွေကို အောင်ပွဲတစ်ခုဖြစ်တင်ပြတောင်းဆိုလာနိုင်ပါတယ်။သူကိုတစ္ဆာဖောက်ခံရနိုင်တယ်ဆိုတာကိုသိမြင်လာတဲ့ဘေကျင်းဟာဂျာဝင်နှိမ့်နိုင်သူရဲ့အခန်းကဏ္ဍကိုယူဖို့ကြိုးပမ်းပြီး မော်စကိုကိုအလှည့်မြန်လှည့်ပတ်နိုင်ပါတယ်။တရုတ်ကွန်မြူနတီပါတီဟာရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်တာကိုမလိုလားတဲ့အတွက်ပဋိပက္ခကိုလျှို့ဝှက်စွာဆက်လက်အားပေးနေရင်းဂျားဝင်ညှိနှိုင်းပေးနေဟန်ဆောင်နိုင်ပါတယ်။ဒါ့ပေမဲ့မော်စကိုဟာအပြစ်ခတ်ရစဲရေးကိုသဘောတူပြီးအမေရိကန်နဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းမယ်ဆိုရင်တရုတ်ရဲ့ရည်ရည်ချက်ဟာတိတိတသားပြောင်းလဲသွားနိုင်ပါတယ်။လက်ရှိမှာဘေကျင်းဟာထရမ့်ရဲ့ကုံသွေးရေးစစ်ပွဲကြောင့်အလူးလဲခံနေရပြီးထိထိရောက်ရောက်တုံ့ပြန်နိုင်သွမ်းမရှိတော့ပါဘူး။ ရုရှားယူကရိန်းစစ်ပွဲမှာကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်ပြီးရုရှားဟာအမေရိကန်ဘက်ကိုစတင်ရင်ရိုင်လာမယ်ဆိုရင်ဘေကျင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။